မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဆရာချိုတကူကလေးရေးသားမှတ်စုပူဇော်ထားသောကလေးမျိုးမြစီတော်သာသနာရိပ်သာ အကမဟာဓမ္မကမ္မဌာနစရိယဗဒ္ဒနာစေခိန်နဆရာတော်ဘုရားကြီးဓမ္မရတစာစုများ၏အပိုင်းဆက်ကိုဆက်လက်မျှဝေပါမယ်ရှင်။ချမ်းသာဘူးကျမ်းမာဘူးပြီးတော့အိုနာတီကလို့ဖို့ အိုနာသေးကလွတ်ကင်းမို့ရာဒီခန္ဓာကိုယ်ကြီးကိုငဲကွက်မနေပဲဘာဝနာတရားအားထုတ်ဖို့ပြောပြောနေရတာပေါ့ဒါနာမဖို့နိဗ္ဗာန်မရသေးသေး၍ဤတန်တရားကြီးကဘယ်တော့မှမဆုံးမှုနော်ဘယ်တော့မှမဆုံးတဲ့ခရီးကို ခยีဝေးကြီးကိုသွားရမယ့်ပုဂ္ဂိုလ်အဲ့ဒီခยีရှည်ကြီးအတွက်စာဝင်းနေရေးအစင်မနိုင်ဖို့အရေးမကြီးဘူးလားအစင်မြင်ဖို့ရာလိုတယ်ဒါကြောင့်မို့ဒါနကထာကိုခြားရတာဗျဒါနဟာလူချင်းလဲမတူဘူးနှက်ချင်းလဲမတူဘူးမြမချင်းလဲမတူဘူး အရိယာချင်းတောင်မတူဘူးဒါအမြင်ဆုံးကို ပြောတာအနိုင်ဆုံးကိုပြောရရင်ခွေးဝက်ကြက်စသည့်တိလိษံချင်းတောင်မတူဘူးဒါနသမားကအစင်းမြင့်တယ်ဟုတ်တယ်နော်ဒါနမပါတဲ့ပုဂ္ဂိုလ်အမြဲအစင်းနိုင်မနေဘူးလားနေနေတယ်နော်ဒါနမြင့်ရင် အစင်းမြင့်တယ်ဒါနနေရင်အစင်းနေမယ် ဒါကိုမြင်လို့မြတ်စွာဘုရားက ကိုရောရဲ့သားတော်သမီးတော်တွေကိုနိဗ္ဗာန်မရောက်မီတန်တရာထဲမှာလည်နေရပေမယ့်လို့ရောက်ရာဘုံဌာနမှာအစင်မနှိမ်အောင်အစင်မနှိမ်ဖို့ရာဒါနကထာကိုခြားရတာသိပြီနော်တီလာစာဝင်းနေရေးချမ်းသာရေးပြီးရင် ကျမ်းမာရေး ိုဘူးလားလိုတယ်ဒါကြောင့်မို့တီလာကိုခြားရတယ်တီလာကထာပေါ့ဗျာတန်တရာခီးရှည်ကြီးသွားရမှာကျမ်းမာရေးပြေဆုံးမှုအရေးကြီးတယ်ကျမ်းမာရေးမပြေဆုံးရင်ဘာမှလုံးလို့မရဘူးဘာမှဖြည့်ဆည်းလို့မရတော့ဘူးအစအစရရလက်လွတ်ဆုံးရှုံးရမယ် သီလတရားစောင့်စည်းသူမသာဘဝဆက်တိုင်းကျမ်းမာမယ်ဒါမို့သီလကထာကိုခြားရတာသိပြီနော်ဘာဝနာဒါနနဲ့သီလစာဝိနေယချမ်းသာရေးနဲ့ကျမ်းမာရေးပြီးရင်ပြန်ကြည့်လိုက်ကို့ခန္ဓာကိုယ်ကိုယ်လေးအိုမာပဲနာမာပဲသေမာပဲအိုမာနာမာသေမာကလောဘမလားလွတ်ချွင်ရင်တော့တရားအားထုတ်ကြ တရားအားထုတ်မှလွတ်မှတရားအားမထုတ်ရင်မလွတ်ဘူးဘယ်တိုင်းပြီးသွားနေနေမလွတ်ဘူးနတ်ပြည်တက်နေလဲမလွတ်ဘူးမြမပြည်တက်နေလဲမလွတ်ဘူးအိုမှာပဲ နာမှာပဲသေမှာပဲအိုနာသေးလွတ်တာကနိဗ္ဗာန် နိဗ္ဗာန်ကအိုတာမရှိဘူးနာတာမရှိဘူးသေတာမရှိဘူးအိုတဲ့ခန္ဓာနဲ့လဲမှမအိုတဲ့နိဗ္ဗာန်ကရမှာ နာတဲ့ခန္ဓာနဲ့လဲမှမနာတဲ့နိဗ္ဗာန်ကရမှာသေတဲ့ခန္ဓာနဲ့လဲမှမသေတဲ့နိဗ္ဗာန်ကရမှာဟုတ်ကဲ့လားဒါကြောင့်မို့အိုနာတေကကင်းလို့ဖို့ရာဒီခန္ဓာကြီးကိုငဲကွက်မနေဘဲဘာဝနာဆိုတဲ့တရားအားထုတ်ဖို့ပြောပြောနေရတာပေါ့မှန်စွာကိုယ်တိုင်သိကြဖို့ပကံကွဲဇွန်မဲ့ရဲတဲ့ရောင်းမတ်တို့ စုပ်အင်းကြီးညီအကြီးရဲ့ခြေဆက်ထပ်ပူသမီးသားရဲ့နဲ့မြေးများကတငုံငူသေးဆုံလို့ခါမှရွှဲတအိုအိုတချင်းတန်းတချိုချိုနဲ့အဖွားအိုတေးတေးဆုံလို့ရဲ့ထွေးရတယ်မြေးကအိတ်ဖဲမှန်စာကိုယ်တိုင်တီးကြဘူးဘယင်ကြီးရဲ့နန်းတော်မှာသားရတနာဖွားမြင်နေတယ် သူ့သားဖွာတဲ့အချိန်မှာပဲ ပရောဟိတ်ကသားကလည်းဖွာတယ်။တနေတဲ့တစ်ချိန်နဲ့ဖွာတယ်ပြောရင်ရပါတယ်။ဘယင်ကြီးရဲ့သားကိုအရိန်ဓမလို့နာမည်မှဲ့တယ်။ပရောဟိတ်ရဲ့သားကတော့သောနကလို့မှဲ့ထားပါတယ်။သူတို့နှစ်ယောက်ဟာသူ့သားနဲ့မွေးဘက်ဖြစ်နေတော့ပရောဟိတ်ရဲ့သားလည်းဖြစ်နေတော့နန်းတော်ထဲမှာပဲထားပြီးတော့ဘယင်ကြီးကပဲမွေးထားတယ်ဆိုပါတော့ သူတို့နှစ်ယောက်ကို ရှင်ကြည့်လို့ရှိရင် ရုပ်ရည်အားဖြင့်တူနေကြရတယ်။ဘလောက်ခင်လဲဆိုရင်တယောက်နဲ့တယောက်မတွေ့ရင်မမြင်ရင်မရဘူးသူတို့နှစ်ယောက်လေ။သူတို့အမြဲတမ်းအတူတူစားတယ်။ကစားရဲရကြတော့အတူတူကစားတယ်။သွားတဲ့နေရာမှာအတူတူ သွားကြတယ်ခင်မင်ပုံလေးကို ပြောတာပါနော်။ကိုင်းခြုံလိုက်ကြစို့ရဲ့ အရွယ်ရောက်တော့တက္ကသိုလ်ပြီကိုပညာတော်သင်မလွတ်ကြဘူးလားလွတ်ကြတယ်ပညာတွေသင်ပြီးတော့ဒေသန္တရဘ ഹു သူဒအနေနဲ့လှဲ့လှဲ့ပြီးတော့လာခဲ့ကြတာဘာယာနတိပြီရောက်ခဲ့ပြီမဟုတ်လားအဲ့ဒီကမင်းရဲ့ဥယင်ထဲမှာတန်ငယ်ချင်းနှစ်ယောက်တဲကိုပြီးတော့နေကြတယ်မနဲ့လင်းတော့ဝိလိုစားလို့မြို့တဲကို ထွက်ခဲ့ကြတဲ့အခါမှာ ဗျမနမျိုးတွေကသူတို့ရဲ့ပညာသင်ပွဲကိုတခန်းတနာကြီးကျင်းပနေတာကိုအဲ့ဒီမှာ ဖိမှန်တကားပြုလို့အရိန္ဒမမင်းသားလေးအတွက်ကတော့ပွဲဖြူပစိုးခင်းထားတဲ့နေရာကိုရတယ်။တောနကကတော့ကပလာနီခင်းထားတဲ့နေရာကိုရတယ်။အဲ့ဒီမှာတောနကက နမိတ်ဖက်လိုက်တယ်။ငါးတငယ်ချင်းအရိန္ဒမမင်းသားကခနေ့မင်းဖြစ်လိမ့်မယ်။ ဖြူစင်တဲ့အဝေခင်းကိုရလို့အဲ့ဒီမှာထိုင်ရလို့သူကတော့နီမြန်းတဲ့အဝေခင်းကိုရလို့ထိုင်ရလို့ခနေ့စစ်တင်နာပတိချုပ်ဖြစ်လိမ့်မယ်အဲ့ဒီလို နမိတ်ဖတ်လိုက်တယ်အဲ့ဒီမှာစားတောက်ပြီးလို့ပြန်သွားတဲ့အခါအရိန်ဓမမင်းသားကတော့အမှန်ပဲတောနကလိုတွေးခေါ်တာတွေရှိပုံမပေါ်ပါဘူးအဲ့ဒီမှာ ကြောက်ဖြာပေါ်မှာအိတ်လိုက်တယ်ထားပါတော့ တောနကားကတော့အနားမှာထိုင်ပြီးတော့ရက်ကလေးခတ်လို့နေတယ်တတိနဲ့နေတယ်အဲ့ဒီသူတို့အခုရောက်နေတဲ့အချိန်ဟာမာယာနတိမင်းကြီးနဲ့ရွာဆန်လို့ခொနေရမြောက်တဲ့နေနန်းဆက်ခံမဲ့တားတော်မရှိလို့ဟောဒယထာလွှတ်လိုက်တဲ့အချိန်နဲ့ကြုံနေတယ်အတန်ပလန်တွေ ကြားတဲ့အခါတောနကမျိုးသားလေးကကြောက်ဖြာထက်ကဆင်းပြီးတော့ခက်လန်းလန်းကခြုံတကူထဲမှာဝင်ပုံးနေတယ် အဲ့ဒီဖုဒ္ဓယထာနဲ့နောက်ကလိုက်ခဲ့တဲ့ပညာရှိအမတ်တွေဟာယထာကလည်းကြောက်ဖြာထက်အိတ်နေတဲ့အရိန္ဒမမင်းသားကို လိုက်ခဲ့ပါလို့ဆိုသလိုရက်နေတာဆိုတော့ဟုတ်ကဲ့လားတကယ်တော့အရိန္ဒမမင်းသားဟာဖျားလောင်းမှပဲလीကြောက်ဖြာထက်မှပဲဘိသက်တွေမြှောက်ပြီးတော့နန်းတော်ထက်ပြင့်သွားကြတာကိုတိုင်းပြည်အဖို့လေ တော်နကဖတ်ကြည့်လိုက်တော့ဘလို့မြင်တယ်လဲဆိုရင်ငါတငယ်ချင်းတော့ကြက်ကလေးငှက်ကလေးဖမ်းတယ်လို့ဖမ်းသွားပြီလို့အဲ့တယ်လို့မြင်နေသူပုံနေတာကတော့စိတ်တင်နာပရိကျုံမဖြစ်ချင်းလို့ပုံနေတာပါပဲပရိသတ်တို့တော်နကဖတ်ကကြည့်တော့အရိန်ဓမ္မကိုဖမ်းသွားတယ်လို့ပေါ့ဘာပြဖမ်းသွားတာလဲမင်းစည်းစိမ်နဲ့ပြပြီးဖမ်းသွားတယ်လို့မြင်မှာပါ အဲ့ဒါလေးကို ဖုံးကြီးခဏခဏလိုပဲအကြောင်းတိုက်ဆိုင်တိုင်းပြောမိတယ်။အင်းအင်းတို့တို့အင်းတော်ကြီးရဲ့ဖြစ်ရဲ့တမိုင်းအစာတောသွားတဲ့အမျိုးသားတယောက်ရဲ့အကြောင်းပေါ့တောထဲမှာကဇေဒီတဆူရှိတယ်တောထဲမှာ တောဖုံးနေတဲ့ဖျားဇေဒီဆိုတော့အလေးမမူမိတတ်ကြဘူးပေါ့အဲ့ဒါကြောင့်မို့လို့ဖျားမြေပေါ်မှာအဲ့ဒီလူက နောက်ဖွေးသွားလိုက်တာပေါ့ အဲ့ဒီမှာပကတိတာမန်မျက်စိနဲ့မမြင်နိုင်တဲ့ပုဂ္ဂိုလ်ထူပုဂ္ဂိုလ်မြတ်တွေဟာအတလူဖျားစေဒီမျိုးတွေမှာရှိကြတယ်အဲ့တော့ဒီနောက်ခွေးပုံကြီးကိုဘလို့လုံးမလဲဒီတိုင်းကြီးတော့မဖြစ်ချေဘူးဒီတော့ဓာကြီးကို ရွှေဖန်ဆင်းလိုက်တယ်ဘာဖြစ်သွားလဲရွှေဖြစ်သွားတယ်နော်အဲ့တော့နောက်ခွေးသွားတဲ့လူက သူ့နောက်ခွေးသူလှဲကြည့်လိုက်တော့ဖြစ်နေတာတွေ့လဲ ရွှေဖြစ်နေတာမတွေ့ဘူးလားအဲ့ဒီရွှေဖြစ်နေတဲ့သူစွန့်ထားတဲ့အငြိကျေးနောက်ဖေးကိုသူယူသွားလားမယူဘူးလားကဲကြည်ဘာမှမကြံအောင်ချစ်ချုပ်ပြီးယူသွားတာဗျဘာနဲ့ထဲယူသွားသလဲတော့မသိဟောဗျာပရိသတ်တို့ဖြေကြည့်ပါဦးဒါဖြစ်ရင်ဖန်ဆင်းတဲ့ပုဂ္ဂိုလ်ကအဲ့ဒီလူကိုဘာနဲ့ပြဖမ်းလိုက်တာလဲ ရွှေနဲ့ပြဖမ်းလိုက်တာဟုတ်ကဲ့ဗျာအဲ့ဒါမှတ်ထားလိုက်ကြဗျာရွှေနဲ့ပြဖမ်းရင်မိတယ်လို့လေဒီလူဟာသူ့နောက်ဖေးသူကျုံးပြီးပျော်ပြီးယူသွားမှာပဲဟိုကြတော့ရွှေကိုဝိစင်ကြတာမှအမျိုးသားနဲ့အမျိုးသမီးဘသူတွေကများတယ်လေအမျိုးသမီးတွေကများတယ်ထင်တာပါပဲကဲဥကောင်းကစပြောကြစမ်းပါဘာတွေတော့ဟင် ရွှေပြီးရွှေစညံ့ရွှေစတိုးဟုတ်ကဲ့လားရွှေနကဲရွှေဆွဲကျူလေဆွဲရွှေကျဲသည်ရွှေလက်ကောင်းရွှေလက်စွန်းအများကြီးပါပဲတချို့ခြေထောက်အထိရွှေချေခြင်းတော့ဝေးကြတာမဟုတ်လားခြေထောက်ကတော့မဝေးတာကောင်းပါတယ်နော်သွားမှာတော့ရွှေကိုလိုက်ကြသေးတာရွှေသွားပေါ့ကဲသဘောပေါက်ပြီတိုင်းဒါဆိုလိုက်ဆိုကြစမ်း ဟတ်ကောင်မလေးဒါရွှေစစ်မဟုတ်ဘူးဗျဘာလဲပြောလေကဲသဘောပေါက်ပြီတဲဟုတ်ပါလားဒါဖြစ်ရင်လူတွေကိုဘာနဲ့ပြဖမ်းတာလဲရွှေနဲ့ပြဖမ်းထားတာမိနိုင်မမိနိုင်ပြောမိနိုင်တယ်နော်အခုအရိန်ဓမမင်းသားကိုဘာနဲ့ပြဖမ်းလိုက်တာလဲမင်းစည်းစိမ်နဲ့ပြမဖမ်းဘူးလားလေဒီဆရာတော်ကြီးကထောင်တမျိုးပေမှုနှောင်ကျိုးသာပွေလွန်းလှတယ် အဓိဘေရောပေါ့ရဲ့လားဟိုမတော်နကကတော့တတိကလေးနဲ့နေတော့လွတ်အောင် ရှောင်မသွားဘူးလားစစ်သေးနာပရိကျုံမလုတ်ချင်လို့ခြုံနေပုံးနေလိုက်တာမဟုတ်လားကဲပြောမယ်ဖမ်းပုံဖမ်းဒီလေးတွေအမျိုးမျိုးလေးတခါကအမျိုးသားလေးတယောက်ကပြောတယ်သူဖြစ်ပုံလေးပါပဲ သူတခါကယဟန်ယောဂီတွေကမ္မထန်တရားအာထုတ်တဲ့စီရောက်သွားတော့အင်းငိမ့်တာလေသူသတိပြုမိပုံရတယ်သူကမေးတယ်တဲ့စွမ်းကံကိစ္စအစဉ်ပြေသလားပေါ့ပြေပါတယ်လှူကြတန်းကြပါတယ်အခက်ခဲမရှိပါဘူးပေါ့အဲ့ဒီမှာသူကအားကျသွားတာငါမှာတော့စင်စင်ရဲရဲလှုပ်လိုက်ရတာမစားရမတောက်ရဘူး သင်ငန်းဝစ်ပြီးတရားအားထုတ်ရရင်ကောင်းမှာပဲလို့စိတ်ကလေးပေါက်တယ်တဲ့အိမ်ရောက်တဲ့အခါကျတော့အိုးကလေးတဲ့လက်နိုင်မိတဲ့အခါခက်ဝဲမျိုးစစ်ကလေးကတတ်ထုတ်ရုံးပရိသီမျိုးစစ်ကလေးကတတ်ထုတ်ပြောပါဦးချမောင်မျိုးစစ်လေးကတတ်ထုတ်ဖယုံစစ်မျိုးစစ်လေးကတတ်ထုတ်တွေးတယ်ထားပါတော့အဲ့ဒီမျိုးစစ်ထုတ်ကလေးတွေကတာမန်မထင်နဲ့ဗျာအဲ့ဒါအเจ้าကိုမသွားရတော့ဘူး သူ့ကိုဆွဲဖမ်းလိုက်တာသူ့ကိုဘာနဲ့ဖမ်းလိုက်တာလဲဆိုတော့မျိုးစေ့ထုတ်ကလေးတွေကဖမ်းလိုက်တာသူတရားအထုတ်ခွင့်ရသေးလားမရတော့ဘူးနောက်တခါတယောက်ကိုကြည်လိုက်ပါသူကြတော့တမျိုးတင်ငန်းဝေ့ချင်တာအမျိုးသမီးကိုခဏခဏပူဇာတယ်မောင်ရဲတဲ့ဘိုက်ရိုက်ပြလိုက်တာဘာတဲ့လဲမွေးပြားစီအောင်တယ် ဟုတ်တော့လေဟုတ်တာပဲသင်ငန်းဝေးချင်တာစောစားကဝစ်ပါလားအိမ်တော်မပြုခင်ကဝစ်ပါလားနော်ကဲမွေးပြီးပြီတခါပြောပြန်ပြီဒီတော့အမျိုးသမီးလေးကခလေးတစ်ဖက်နဲ့ဘလို့လို့ရှာဖွေစားတောက်ရမလဲမောင်ရဲ့ခလေးအရွယ်ရောက်တဲ့အထိစောင်းမအောင်မောခလေးကနည်းနည်းကြီးလာပြန်တော့ထပ်ပြောပြန်တော့တခါဘိုက်ကိုရိုက်ပြလိုက်ပြန်ပြီတဲ့နောက်ထပ်ခလေးတရား ကဲသွားလို့ရသေးလားအာယုံတွေကအဲ့ဒလိုဖန်ဆားတတ်ကြပါတယ်နော်အာယုံနေနဲ့မထွန်းနိုင်ကြပါဘူးတာမန်လူတွေအသာထားတို့ဖျားလောင်းတော်ကိုကြည်ရအောင်တို့ဖျားလောင်းဝိတ္တန္တရာ မင်းဖြစ်ကအကြီးအကျယ်အလှူဒန်းတွေပေးပြီးနဲ့ရွာဆန်တော့တူတိတာနဲ့ပြီးရောက်မနေဘူးလား ရောက်နေတော့တသောသောစัจ java လာတိုက်ကနတ်မြမာတွေက တို့ဖျားလောင်းကို လူပြည်စင်းပြီးဖျားဖြည့်ရယူဖို့ဝိုင်းမတိုက်တွင်းဘူးလားအဲ့ဒီမှာကြည်ချင်းငါးပါးကြည်ပြီးတော့လူပြည်စင်းခဲ့တယ်ဆိုပါတော့တို့အလောင်းတော်ဖွာတန်းစင်ပြီးတော့ခொနည်းရဲ့ရောက်မှာတော့မဲတော်နေပါဆန်ပြီးထင်ပါရဲ့အဲ့ဒီမှာပညာရှိပုဂ္ဂိုလ်တွေဟောတော့လက်နှစ်ချောင်းထောင်နေထင်တယ် လူပြည်နေရင်စကြဝဠာမင်းဖြစ်မယ်ယဟန်ပြုရင်ဖရာဖြစ်မယ်အိုက်တော်ဘာလို့တောထွက်ဖြစ်လဲသူအိုသူနာသူသေးယဟန်နမိတ်ကြီးလေးပါမြင်လို့တုတ်တော်သနာမင်းကြီးဘက်ကကြည့်ရင်သူ့သားကိုစကြမင်းဖြစ်မှနဲ့ဖရာဖြစ်မှဘယ်ဘက်ကိုပါမလဲစကြမင်းဘက်ကိုပါတယ်နော် တို့ပိဋကတ်ယော ကိုသာသမီးကို သင်္ကန်းဝိတ္တာသီလရှင်ဝိတ္တာနဲ့လူဘဝအစည်းစိမ်ချမ်းသာနဲ့ဘယ်ဘက်ကိုပါမလဲပြော ဟင်ဟောဗျာနားလည်ပြီနော်ဒီတော့မင်းကြီးကသူ့အိုသူနာစသည်တို့မမြင်ရတဲ့နေရာမှာ သူ့သားကို မထားဘူးလားအမြင်ကို မခံတော့ဘူးတို့အလောင်းတော်ကိုရတော်တရားအမှုပြုတဲ့ မောင်မမိတ်တန်၄တောင်းခြံရံလျက်ဆိုပြီးတော့စီးစိန်တွေနဲ့ဖမ်းမထားဘူးလားတို့အလောင်းတော်ကိုဘသူတွေကလည်းတိုက်တွန်းပေးလိုက်တာကတသောသောစက်ကြဝလာကနတ်ဗြဟ္မာတွေက လူပြင်းစင်းပြီးတော့လူစည်းစိမ်တွေခံစားဖို့မဟုတ်ဘူး။ဘာလို့ဖို့လဲဖျားဖြစ်ဖို့ရာ မဟုတ်လား။ ခုအလောင်းတော်ဘယ်ထဲမျောနေပြီလဲအာယုံ၅ပါးကာမဂုံတရားထဲမှာမျောမနေဘူးလားနဲ့မြမာရိဘက်ကကြည့်ရင် မျောနေပြီပေါ့နောက်ကံအားလျောစွာပဲပြောရမလားဥယင်ပျော်ဝဲထွက်တော့နတ်တွေက နောက်ကလူတွေရဲ့အလစ်မှာဘာလုပ်ပြလိုက်တလဲ လူအိုလုံးဖန်ဆင်းမပြလိုက်ဘူးလားလူအိုအစင်းမဟုတ်ဘူးနတ်ကဖန်ဆင်းပြလိုက်တာတို့အလောင်းတော်ကအိုရာမှမမြင်ဘူးတာအဲ့ဒါဘာတုံးဆိုပြီးတော့မေးရတာအိုချင်းဆိုတော့ဟာဟိုရှိကပုံကိုတူးသားအိုရာလားလူတိုင်းလူတိုင်းအိုရာလားအားလုံးအိုရာနော်အိုချင်းဆိုတာနှစ်သက်เสียလားကြောက်เสียလားကြောက်เสียနော် ဒါဖြစ်ရင်အိုချင်းဆိုတာရှိနေရင်အိုချင်းကင်းရဆိုတာမရှိနိုင်ဘူးလားရှိတယ်ဗမာလည်းနိဗ္ဗာန်နိဗ္ဗာန်ဟာဒီတိုင်းထိုင်နေလို့ကတော့ဘယ်လိုမှမရဘူးရရဲ့လားမရဘူးတောင်းလို့ရောရရဲ့လားမရဘူးဒီတော့ဘာလို့ရမလဲတရားအားထုတ်ရမှာမဟုတ်လား ဘယ်တော့အားထုတ်မှလဲတို့ငငယ်ကစာချစီရတော့တပါးကပြောဘူးတယ်သူများပြောတာကိုပြောတာလားတော့မသိဘူးတေခါနီးမှကတ်ဖြတ်မှတဲ့ကဲအမလီကြည်ရှင်းတယ်နော်အဲနောက်တစ်ခေါက်လေးလာလောက်နေတော့ထွက်ပြန်ရောဘာတွေ့လဲသူနာတွေးပြန်ရောမတွေ့ဘူးလားတွေ့တယ်အဲ့ဒါဘာလဲလို့မေးမြန်ပြီလားမေးပြီး သူနာဆိုတာဘာလဲဆိုတဲ့ဟောဟာတာမေးပြန်ပြီလားလူတွေကနာတာနာတယ်ဆိုတဲ့တရားဟာကြီးတည်ငယ်သည်မဟုတ်ဘူးထင်မရဲ့မနာဘူးလားနာမယ်အဲ့ဒီနာခြင်းဟာဘယ်ပုံကိုယ်တွေများกินသေးလဲမกินဘူးနာကိုနာရမယ်တို့အလောင်းတော်ဟာနာခြင်းကိုကြောက်သလားမကြောက်ဘူးကြောက်တယ်တို့ပြိတ္တကတော့မကြောက်ဘူးမဟုတ်လားကြောက်ပါတယ် ဟုတ်ကဲ့လားနောက်တစ်ခေါက်ကြတော့ဘာလဲသူသည်အဲ့ဒါ net တွေကဖန်ဆင်းပြတာ လူတိုင်းလူတိုင်းဟာတေကြရမှမဟုတ်လားဘသူကရောလွတ်မှလည်းမလွတ်ဘူးနှစ်သက်เสียလားကြောက်เสียလားကြောက်เสียနှစ်ဖူးထက်တွင် လက်ကိုတင်ပြီးစင်ကျင်နင်းညညီငွေချကုန်သည် ဖြစ်၍ဖျားက ဟောထားတာစဉ်းစားကြည့်ကြ ်လူတွေမှာကိုကိစ္စသူကိစ္စဆိုတာရှိတယ်မဟုတ်လားအခုပြိသက်တွေဘယ်လုံးနဲ့ပျော်နေတယ်လဲသူများကိစ္စတွေနဲ့သာပျော်နေတာကိုကိစ္စနဲ့မပျော်ချင်ပါဘူးဘာနဲ့ဒူတယ်လဲကိုကိစ္စလုံးရမယ်ဆိုရင်လေရေထဲမှာပျော်တဲ့ငါးကလေးတွေသဲတောင်ပြင်ပေါ်ပြစ်တင်လိုက်ရင်တဖြက်ဖြက်နဲ့ ဘယ်သွားကျင်တာလဲအာယုံတွေရဲသွားကျင်တာမှတ်မိလားယင်အဲ့ဒီဥပမာလေးလိုမိမိရဲ့စိတ်ကလေးကိုအမှတ်ထဲထင်ထားကြည့်ပျော်သလားလို့တစ်ဖြက်ဖြက်နဲ့ခုံချကျင်နေတာဘဝတိုင်းဘဝတိုင်းသူများကိစ္စတွေနဲ့သာပျော်နေတာตาအတွဲตาကိစ္စตาจွန်မရအတွဲမရကိစ္စမရจွန် အဲ့ဒီလိုပဲတမိကျွန်လင်းကျွန်စသည်ဖြင့်ကျွန်နေကြီးပဲမဟုတ်လားဘယ်တော့မှအားရတယ်မရှိဘူးတဲ့ဒါတွေပဲလုံနေရတယ်ဟုတ်ကဲ့လားအဖိုးတို့အဖွားတို့လည်းသားသမီးပြီးတော့မြေးမြစ်တွေထိန်းရတဲ့ဘဝကလွတ်ပါအောင်မလားဟင်ဒါနဲ့ပတ်သက်လို့ဖုန်ကြီးဟိုတုန်းကဆက်ထားတဲ့တခြင်းလေးရှိတယ်အဲ့ဒါလေးလိုက်ဆိုကြည့်ရအောင် ကံကွယ်စုံမဲ့ရတဲ့ရောင်မတူစုံအင်းကြီးအညီကြီးရဲ့ချေစထပူသမီးသားရဲ့နေမြေမြကတငုံငုံသေးဆိုလို့ခမရွှဲတအူအူတချင်းတန်တချူချူနဲ့အဖွားတေးဆိုလို့ထွေးရတယ် ကွယ်ရူရီမိကအိပ်ဖဲပကံကွယ်စုံမရေရရောက်မတူစုံအင်းကြီးညည်အထေးရဲ့ချေစထက်ပူသမီးသားရဲ့နဲ့မြေးများကတငုံငုံဖွားဝရအခတ်တာစွတ်တီးရှောင်းဘွားညွကွင်းထောင်က ဟောဒီဘဝညွကွင်းထောင်ကလုကင်းအောင်ဘလို့ဖြစ်ယုံနိုင်ဘူးကွယ်တို့ရဲ့မြုံမိတဲ့ငါကဲအဲ့ဒါလေသဘောပေါက်ရဲ့လားခလေးလေးကသူ့ပါဇက်နဲ့တွေးတဲ့နေရာပွက်တာနဲ့ဝါစတက်နေတာနဲ့တူတယ်မြေတွေကမအိဖဲခါမကသေးတွေရွှဲတယ်အဲ့ဒါဘာခေါ်တာလဲလူစည်းစိမ်လို့ခေါ်တယ် ဒါကိုခေါ်တာပဲလို့မှတ်ထားလိုက်နော်အဲ့ဒါကျိုးတွေမဟုတ်လားဘာကျိုးလဲတန်ရောစင်ကျိုးကာမရာကတန်ရောစင်ကျိုးဟုတ်ကဲ့လားသမီးလှုပ်တဲ့ပုံကောကသမင်းအိုးကနှက်ထားတယ်ဟင်းအိုးကတဲထားတယ်ပြီးတော့ဘယ်သွားနေမှန်းမသိဘူးပကတိကကလေးကတရားကျမ်းပေါ်မှာကကလေးကတရားကျမ်းပေါ်ကကလေးကငိုပါယော အဖွားကိုလှုပ်တဲ့ပုဂ္ဂိုလ်ကခလေးလေးကောင်းမချီရဘူးလားသူကအတန်ထွက်ငိုတော့ပခတ်ထဲကဟာနိုးမှဆိုးလို့လက်တစ်ဖက်က ပခတ်ကျိုးမဆွဲရဘူးလားအခုခါဘော်ကခလေးကအိယာကအနိုးသေးတွေပန်းထားတာခါမှာရွှဲနေပြီ ဟုတ်ကဲ့လားဟောခတ်ပြီသမင်းအိုးကအနှံ့ပေးနေပြီလွှဲရမလားမသိစွမ်းခံကိုယ်တော်ကလာပြီး ခါဝိတ်ကပွားဆက်တဲ့အတင်လဲလို့ကလည်းမဖြစ်တောင်ဖုံးမြောက်ဖုံးနဲ့စွမ်းလောင်းကြစို့အမလီဟဲ့လူဘွားလူစည်းစိမ်ဟုတ်ပေါင်းအခုပြောခဲ့တာတွေကို ပြန်ကြည့်တို့ဖျားအလောင်းတော်နောက်ဆုံးတစ်ခေါက်ကြတော့ဘာတွေ့လဲယဟန်ယဟန်ဆိုတာတာမဏီလောဘဒေါသမောဟငြိမ်းအောင်အာထုတ်တဲ့ပုဂ္ဂိုလ်ကိုခေါ်တာ ။အိုချင်းနာချင်းတေချင်းကင်းရာကိုရှာနေတဲ့ပုံကိုမဟုတ်လား။ဒါတို့အလောင်းတော်ကိုဖန်ဆင်းပြလိုက်တာ။အဲ့တလို့သာနတ်တွေကမပြရင်တို့အလောင်းတော်လူပြည်များပျော်နေရင်ဒုက္ခပဲတတ်တန်းလေးကဘာမှမရှိဘူးဟုတ်ကဲ့လား၁၆နှစ်အိမ်အောင်ကြလို့၁၃နှစ်တိုင်းတိုင်းလောကထဲပျော်မနေဘူးလားနားလေတယ်နော်၂၉နှစ်မှတောထွက်တာကို 35နှစ်မှဖျားဖြစ်တာ ဟုတ်ကဲ့လားตาအလောင်းတော်ကိုဖခင်မင်းကြီးကဘာနဲ့ဖန်းထားလဲလောကစည်းစိမ်နဲ့အစားကပြန်ကောက်ရင်အရိန်ဓမ္မမင်းသားကိုဘာပြဖန်းသွားတာလဲမင်းစည်းစိမ်နဲ့ခုနကနောက်ခွေးသားတဲ့ပုံကိုယ်ကိုဘာပြဖန်းတာလဲရွှေပြဖန်းတာ ခုနကတရားအထုတ်ခြင်းတဲ့ပုံကိုကိုဘာကဆွဲထားတာလဲမျိုးစည်းထုတ်ကလေးတွေအဖိုးတွေအဖွားတွေကြတော့ရောမြေးတွေကအဲ့ဒါလိုပဲဒီဒီဘွားတဲလားမဟုတ်ဘူးဘဝတိုင်းတော့လွတ်ရက်လားဒီအဖြစ်ကမလွတ်ဘူးလွတ်ချင်ရင်ဘာလို့ရမှာလဲကဲဒီမှာဆက်ရအောင်အရင်ဓမ္မကိုဘာပြဖန်းသွားတာလဲမင်းစည်းစိမ်ဟုတ်ကဲ့လား ောနဂါကခြံထဲပုံပြီးမရှောင်လိုက်ဘူးလားရှောင်လိုက်တယ်အခုသူဘာလုံးမှလဲခြုံထဲကထွက်လာခဲ့ပြီးကြောက်ပြာပေါ်ထက်ယောဂီတွေ ထိုင်သလိုလေးထိုင်လိုက်ကြစုထိုင်လိုက်တဲ့အခါအပေါ်ကအင်ဂျင်ပင်ကြီးကအင်ဂျင်ရွက်တွေမကြွေဘူးလားတော်နကကိုအင်ဂျင်ရွက်တွေကကြွေကြပြလိုက်တာမမြင်အဲ့ဒါကိုခန္ဓာပေါ်တင်လိုက်ကြစို့ ဖောင်းနာလေးကိုရှူကြည့်လိုက်တယ်ဖောင်းတယ်လို့ဒီဖောင်းမှုကနောက်ထပ်လာသေးလားမလာတော့ဘူးမြဲတယ်လားမမြဲဘူးလားမမြဲပါဘူးအဲ့ဒါလေးကိုတို့ခဏခဏပြောခဲ့တယ်ဆိုကြည့်ပါလားဖောင်းမှုတွင်မီရုပ်ထိုးဤကမြေရှိကာလမတီထပဲခဏဖြစ်လျက်ခဏပြဲ့ဤ ထောင်းနာလေးကိုရှူကြည့်လိုက်ခဏလေးပဲဖြစ်ပြီးတော့ပြက်မသွားဘူးလားပြက်သွားတယ်နော်ပရိသတ်တို့မမြဲဘူးဆိုတဲ့သဘောလေးကပါဠိကအနေစာပြတော်မဟုတ်လားအနေစာဆိုတဲ့စကားလုံးလေးကဘာလဲမြန်မာလိုမမြဲတာဟုတ်ကဲ့လားအဲ့ဒါကိုမသိဘူးဆိုရင်ခရဓမ္မတယ်ခရဆိုတာကုံသွားတာလေးကိုပြောတော့ မမြဲဘူးဆိုတာကုံသွားတာလေးကိုပြောတာနောက်တခါဝရဓမာတဲ့ဝရဆိုတာပြတ်သွားတာလေးကိုပြောတာအဲ့ရမနားမလဲမတိသေးရင်ဝိယာကဓမာတဲ့ဝိယာကဆိုတာကင်းကွာသွားတာကိုပြောတာ အဲ့ဒါမှနားမလည်သေးရင်និယောဓဓမ္မတဲ့និယောဓဆိုတာခြုံငိမ့်သွားတာကို ပြောတာအဲ့ဓာတွေဟာအနေဆာရဲ့ပြည့်ရည်ကြီးပဲမဟုတ်လားအဲ့ဒီမှာတို့ဘုရားရှင်ရဲ့ဘွဲတော်ကတမ္မာတန်ဗုဒ္ဓောခွဲကြည့်လိုက်ရင်တမ္မာတန်ဗုဒ္ဓောလို့သုံးပါရတယ်အဲ့ဒီမှာတမ္မာဆိုတာမှန်စွာ မှန်စွာဆိုသည့်စကလုံးသည် အမားကိုပယ်လိုက်ပြီးဟုတ်ကဲ့လားတမ်ဆိုတဲ့သဘောက ကိုယ်တိုင်ကိုယ်တိုင်ဆိုရင် သူများပြောသည်များကိုပယ်လိုက်ပြီးဟုတ်ကဲ့လားသူများကိုအားလုံးပယ်လိုက်ပြီးဘုရောကတိတယ်လို့ဆိုရမယ်ဒါကြောင့်မို့လို့ဆိုလိုက်ပါလားဘုဒ္ဓတာသစ္စာလေးပါမြတ်တရားကိုလက်ပေါ်တင်ထားဗရမ ्या ကဲ့သို့ ပိုင်းခြားထင်ထင်ဆရာမကူတရဘူးညံဖြင့်မိမိအလိုလိုသာတည်တော်မူပြီးသောမြတ်စွာဘုရားမြတ်စွာဘုရားဟာသူများပြလို့တည်တာမဟုတ်ဘူးတဲ့လက်ပေါ်တင်ထားတဲ့ဗရမများအနီးကကြီးလိုက်ပါလားအပြည့်အနာစာအားလုံးမြင်တယ်မဟုတ်လားအဲ့ဒီဥပမာလေးလို အခုလေဖောင်းနာလေးကိုရှုရင် မှန်စွာကိုယ်တိုင်သိတယ်အဲ့ဒလိုလားဖောင်းမှုတွင်မီရုတ်ထိုးဤကမြင့်ရှိကာလမတီထပဲခနာဖြစ်လျက်ခနာပြဲဤဆိုရာဟာသူများပြောလို့သိတာလားခန္ဓာပြလို့သိတာလားခန္ဓာပြလို့သိတာနော်မြတ်စွာဘုရားကတော့ကိုယ်တိုင်သိပြီနီးညွန်ပြလို့ဒုပိဋ္တတွေလည်းကိုယ်တိုင်ရှုကြည့်ပါလား ိုယ်တိုင်မတည်ဘူးလားသိတယ်နော်ကိုယ်တိုင်သိတဲ့တရားဟာ အမားရဲ့လို့ရောရှိပါမလားမရှိပါဘူးအမှန်ကြီးပဲဖြစ်မှာပါမြတ်စွာဘုရားရှင်ကဝန်ခံချက်နဲ့ဟောတာသတိပဋ္ဌာန်၄ပါးကိုရှုလိုက်ရင်ကိလေသာတွေစင်ကြယ်နိုင်ပါတယ်တဲ့ဗျာသောနကဟာအင်ကြီးပင်ရွက်ကြွေလေးကိုအာယုံပြုပြီးဝိပဿနာပွားများလိုက်တော့ ပစ္စေကဗောဓိညံကိုရမသွားဘူးလားရသွားတယ်ပြီးတော့ဟိမဝန္တာမှာရှိတဲ့နန္ဒမူလိုက်ကိုကြွသွားတယ်တဲ့အရိန္ဒမဖျားလောင်းမင်းသားကတော့ရှင်ဘီရင်ဖြစ်လို့အနှစ်90ကြာမှသူမိတ်ဆွေသောနကကိုသရိယတန်တာတာနဲ့ဟိုက တောနကပြစ်စေကဗုဒ္ဓဟာကောင်းငွေကကြွလာတရားဟောတရားပြလုပ်ပြီးတာနဲ့နန္ဒမူလှိုင်းကိုပြန်ကြွသွားတာပေါ့ဖျားလောင်းကလည်းခဏချင်းမှာပဲသားတော်ကြီးဒီကဝုကိုနန်းအပ်လို့တောထွက်ရသည့်ယဟန်ပြူပါတယ်ဗျာအဲ့ဒီတော့ပိယိတ်သက်တို့လောကရဲ့မာယာလှည့်စားတတ်ခြင်းဖန်းစားတတ်ခြင်း ဆွဲဆောင်တခြင်းဆိုတဲ့သဘောတွေကိုအတိတရားနဲ့တတိထားလို့ရှောင်ကွင်းတတ်ပြီးရင်မှန်စွာကိုယ်တိုင်သိကြဖို့ရှုမှတ်ပွားများကြပါလို့တိုက်တွန်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်အပိုင်းဆက်မှာပြန်ဆောင်ကြမယ်နော်လာရောက်နားဆင်ပေးကြသူတဦးတယောက်ချင်းစီကို ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်